ဗုဒ္ဓနဲ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ကနေ30ရက်နေ့အတောအတွင်းမှာဘဝရည်မှန်းချက်အောင်မြင်မယ်အရေးပါတဲ့ခြေလှမ်းသစ်တွေစတင်နိုင်တယ်အပြောင်းရွှေ့ပြောင်းလဲရှိမယ်အကြံသစ်အောင်မြင်မယ်အခက်အခဲဖြေရှင်းနိုင်မယ်ရတ်တန့်တဲ့လုပ်ငန်းတွေပြန်လဲစတင်နိုင်တယ်ရည်မှန်းချက်သစ်နဲ့ဘဝတိုးတက်မှုသစ်တွေကိုဖန်တီးနိုင်တယ်အောင်မြင်မယ် 23ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့တတ်တယ်အဲ့ဒီမှာအသွားလာကြည့်ဆိုင်ရမယ်အဓိကအရှိတောင်ရက်ကိုအတည်သွားစရာနေရှိတတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သွားလာကြည့်ဆိုင်ရမယ်24ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကံကောင်းခြင်းတွေရှိ25ရက်နေ့မှာရှင်ပြန်မှုမှမြောင်မြင်ခြင်းနဲ့အစ်မြင်သောဘဝကိုရရှိနိုင်ခြင်းကြောင့်ပဲ 26ရက်နေ့မှာ ပြဿနာဟောင်းနေဖြစ်ရှင်းရမယ်ရန်နေနဲ့ထိတိုက်တွေ့တတ်တယ်29ရက်နေ့မှာတော့စိတ်ချမ်းပြေမယ်အရာရာစင်ပြေမယ်အမျိုးသမီးမိတ်ဆွေတူထံမှာကူညီရနိုင်မယ်28ရက်နေ့မှာအပြောင်းလဲတဲ့တိုးတက်မှုကံတွေရှိတယ်ခက်ခဲကြတာတိုးတက်မှုကိုဖန်တီးနိုင်တယ်29ရက်နေ့အရာရာစင်ပြေခြင်းကံကောင်းခြင်းရှိမယ်သို့တော့အရှိရကူတည်သွားစရာတွေရှိတဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သတိထား30ရက်နေ့မှာစိတ်နှောင့်ချက်တွေများမယ် အတိုက်ခံနေများမယ်ဒနာသိတိနက်ခတ်နဲ့စမ်းရှင်တဲ့နေဖြစ်တဲ့အတွက်ပတ်စံကြွေစေတစီကိုမွေးနံ့သာပြပြပြီးဆောင်းထားပြီးလိုရာဆောင်ရွက်ပါသောဇတရနေ့ကတော့ထူးခြားတဲ့ပြောင်းလဲနဲ့တိုးတက်မှုတွေရှိတယ်ဥတီချက်သစ်တွေနဲ့လောကန်စီပြခြင်းတွေကိုကြုံမယ်တနင်္လာနေ့ကနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေ့မွေးသူတွေဒုက္ခပေးတတ်တယ်တိ6ကိုကနန်းနေကြိုးပြတဲ့အဝါရောက်အပြာရောက်နုံးနေအောင်နေသုံးပြီးလိုရှိတဲ့ကိစ္စတွေဆောင်ရွက်နိုင်ပါတယ်။ ောက်တိုဘာ20နဲ့23 24 25 26အဲ့ရက်တွေကကောင်းစေးမင်္ဂလာရက်ကောင်းရက်မြတ်များဖြစ်ပါတယ်20ရာရက်ကိုရွေးချယ်ပြီးကောင်းစေးမင်္ဂလာပြုခြင်းဖြင့်အကြီးအကဲဖြစ်ရောက်ခြင်းညံကင်းခြင်းတိုးတက်ခြင်းတို့ကိုရရှိစေလိမ့်မယ်ကောင်းသောကံကြမ္မာများရစေရန်တို့ကအဝါရောင်ပန်းဝင်းတို့ဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းနိုင်ပါတယ်